ားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဖပြပေးသွားမှာကတော့ဆရာဒေါ်ရာဆွေရဲ့လူလူချင်းကြိုက်စားနေကြပါသည်ဆိုတဲ့ဝတ္ထုတို့လိုပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါခင်ဗျာလူလူချင်းကြိုက်စားနေကြပါသည် ည်နာရီပြန်တစ်ချက်လောက်တွင်မတ်တင်ရည်သည်မျက်ရည်ဆက်လက်နှင့်ကျွန်တော်လက်ဖက်ရည်ဆိုင်ပေါ်သို့ပြေးတက်လာသည်ဤအချိန်မျိုး၌ဆိုင်မှလူပါလာသည်တရားထက်တော့ဧည့်သည်အတွက်လက်ဖက်ရည်တစ်ခွက်ကိုဇွန်းနှင့်ခလောက်နေရာမှကျွန်တော်မျက်နှာမော်၍မတ်တင်ရည်ကိုကြည့်လိုက်သည်သူ့မျက်နှာမှာရရနှရများရှိသည်သပင်နေမှာစောင့်ဆွဲထားသဖြင့်ဖို့ရဖာရဖြစ်နေသည်ကျွန်တော်မအံ့ဩပါသူ့နောက်ကသူ့လင်ခေါ်သူ့ကိုခိုင်းစားနေတော်ကိုများကြီးကထက်ချက်မကွာပါသည် မတင်ရည်သည်ကျွန်တော်အနာရောက်လာတော့ငိုရှိုက်တိုင်ဖြင့်ကျင်ဆွေရဲ့ညငါအဲ့တဲ့ဘယ်နှယောက်လာလဲဆိုတာပြောလိုက်စမ်းပါဟဲ့ကျွန်တော်အဖြစ်ကိုငန်းလင်နေတော့ကိုမြကြီးဤပွာဖောနီထွန်းနေတော့မျက်နာကိုကြည့်၍တုံးရော်သေးပါဗျအဲ့ဒါကို तू ကမယုံလို့တယ်ဟဲ့နို့မြင်းလဲနဲ့လာခေါ်တာ အော်ရာရာတွေဆိုဒါကမတ်ကျင်နိုင်ပါဗျပြောပြီးလက်ဖက်ရည်မှာသူဤစပွဲတို့တွားချာဤပြန်လာတော့ခါ၌ နင်း၃ယောက်ဆိုပြီးငါ့ကိုဘန်းနဲ့၄ချက်ပဲပေးလေ။နင်းကနှစ်ချက်တောင်တွန်းပြရလား။တကယ်ဆိုတညလက်ဖက်ရိုးစစ်လိုက်ဖို့တချက်ပဲတွန်းလို့နင်းကပြောထားတယ်မဟုတ်လား။ကျွန်တော်မနေတာတော့ပဲ။ဒါကဗျာ။သူနဲ့ကျွန်တော်နဲ့ခေါက်ဆွဲဝယ်စားပြလိုက်ကြရဲ့ဗျာ။မတ်တင်ကြီးကငါဒီနေ့ထမင်းစားမကောင်းဘူးဟဲဆို၍ခေါက်ဆွဲတစ်ခွက်ဝယ်စားတယ်ကိုကျွန်တော်ကဝန်စားမိပြီတကော။ငါလက်ခွီးတယ်6ချက်ရတာ2ချက်အသုံးပြလို့ဖေး နင်ငါအခုတကြက်ရှာပေးစမ်းချင်းဆွေတကြက်ခဏပေးလိုက်စမ်းဟင်ကျွန်တော်တစ်တာထဲမှာထုတ်ပေးလိုက်တော့အခါ၌ကိုမြကြီးရှော့ရှော့ရှူရှူဆင်းသွားလေသည်ကိုမြကြီးသည် မိုးလဲအကြီးလောက်မှအိမ်ပြန်အိပ်ပြီးယခုမုံလွဲမှအရာကားထားသည်သူညကဖဲကစားနေသည်ယခုလည်းငွေငါးချက်အရက်တောင်းမည်ပြီးလင်ဖဲဝိုင်းတို့တော်မည်ရောကောင်းထားခြင်းချောင်းဆိုးရင်ကျက်ခြင်းတခါတခါတွေးအံခြင်းမှတပါအတော်စိစိမ်ရှိတော်သူဖြစ်ပေသည် ။မြာကြီးကွာဒီကောင်မတကောင်ကင်မိထားလိုက်တာ။တိတ်ကိုဟန်နေတာပဲကွာ။ဟူသူ့မိတ်ဆွေများက သူ့ကိုဂုဏ်ပြုကြ၏။ဟုတ်ပါသည်။ရင်းအချိန်၌မတ်တန်ကြီးမှာဝင်းဝေးမှန်သောခိလိတာမကလေးဖြစ်နေပါသည်။၄င်းငါးရက်တခါမြကိုမြာကြီးဖဲရှောင်းလာသည်နှင့် မတ်တန်ကြီးငွေရနှဲကနှင့်တိုက်ဆိုင်နေပါကဤတို့အရိုင်းနှက်ခံရသည်မှာယိုးနေပါပြီ။ကျွန်တော်သည် မတ်တန်ကြီးအတွက်လက်ဖက်ရည်ထုတ်ကပြောပြီး တစပွဲတည်းတူတိုင်းကား အသိလေးပန်းနဲ့နေတယ်လဲမတရင်တီလက်ဖက်ရည်ပကံအပေါ်ရန်ကမှလိုင်းနှစ်ကိုဝါမျိုးလိုက်ပြီးဒေးမှာပါပဲဟဲ့အောင်ဘကဒီကောင်မလေးငငယ်ဧကြိုင်တန်းတိတ်ခိုင်းတာပဲအသိလေးမှာအသက်20မပြည့်သေးချေရုပ်လေးသနာကမားနဲ့ယောက်ျားတို့နှစ်သက်သောကိုလုံးကိုယ်တည်းရှိသည်ဖခေါင်းအောင်ဘဤပဆန်အိုကလေးဖြစ်သည်သို့တော့ယခုဤပဆန်အိုကလေးမှာအိပ်ရာတဲ့လဲတီမှာ15ရက်များရှိပြီအယိုးပေါ်ရေးတင်း အလွန်ပင်ညစ်ပတ်ဆုပ်ပယ်တော်ဝစ်စားနှင့်အလင်းရောင်မွင်တော်အခန်းချင်းလေးတဲ့တွင်ညီဟောက်တော်လေးတို့ငွေ့ငွေ့ကလေးရှူလျက်ရှိသည်ဂျပန်ခေတ်ဖြစ်၍ဗမာတက်ရောင်ကဖာကုန်းစည်းစရာဤဖြူစည်းနှင့်လိတ်ဆက်ရွှေရွက်ကိုတကြားနှင့်တုံးခွက်တစ်ခွက်တွင်ကြိုတော်တော်ဆေးမှတပါအချာမရှိတော်တော်ဒါလေးနဲ့တင်စိတ်မကောင်းဖြစ်ပါနဲ့ဩအပြူအစုကကောင်းဤအားပေးစကားကချိုတာလာဤဟေးအမ ကောင်းပါလေဘယ်နဲ့လဲဟိဟုမေးလင်းဟာစောက်ကမြင်းမှာတိတ်မှာပါပဲအေးအဖြေကိုကြားရတော့မေးတူတူဝမ်းသာကြ၏ဘာကြောင့်ဝမ်းသာသနည်းနောက်ပိုင်း၌မိတ်ဆွေဟာမိတ်ဆွေအလိုလိုတည်လာပါလိမ့်မည်မေးပုံကိုပင်မိတ်ဆွေသတိပြုထားပါ ကောင်းပါလေဘယ်နဲ့နေတယ်လဲမဟုတ်ကောင်းပါလေဘယ်နဲ့လဲဟိဖြစ်အောင်ပါအိမ်မှာအသိန်းလေးအပြင်အချားမင်းမများလည်းရှိသေးရာ ညာအချိန်အသိန်းလေးကအနာကပ်၍ညီးလေအောင်ဘကဟဲ့ကောင်မနင့်ဟာနာတာကို အောင့်ခံစမ်းအဲ့ဒါတွေလာနေတော့နင့်အတံမထွက်စေနဲ့လွန်ခဲ့သောအချိန်က သူ့အရက်ဖိုးဘိန်ဖိုးဖဲဖိုးတောင်ဝင်တကူကာလရှည်စွာထမ်းဆောင်လာခဲ့တော့ပတ်စံအိုးမကလေးအားဖာကောင်းအောင်ဘကဤသို့မေတ္တာထား၏ဖာကောင်းတွင် ဖာပိုင်နှင့်ဖာချုံဟူ၍နှမျိုးရှိ၏ဖာပိုင်မှာ ဖာကောင်းအိမ်တွင်အမျက်တစီနေရ၍ရားရမြငွေကိုဖာကောင်းအားအကုန်အပ်ရ၏ဖာကြောင့်မှာဖာကောင်းအိမ်မှာနေသည်မဟုတ်ဘဲပတ်စံရှာချိန်မှာလာခြင်းဖြစ်သည်ဖာကောင်းနှင့်တရားတော်ဘက်ယူရသည်လွန်ခဲ့သောနေရခြင်းတော်မတူချေဝတ္ထု၌ဖော်ပြခဲ့သည်ကျွန်မကိုယ်တော်နဲ့ကိုယ်လှုပ်တာပါဟုရဲဝံစွာပြောလိုက်သောတန်တန်မှာလွတ်လပ်သောဖာကြောင့်ဖြစ်သည်သူအဲရလင်ကိုမြကြီးအိမ်တွားခြင်းတွားမည်အောင်ဖအိမ်တွားခြင်းတွားမည်သို့မဟုတ် သူတို့အိမ်ခန့်အတွက်တဝက်ခအပေးရလွတ်အောင်နောက်ဖေးလမ်းကြားထဲတွင်ပင်ကိစ္စပြီးချင်းပြီးပလာသည်တခါတရံတန်တန်တို့များတို့အိမ်ဘက်ပဲမလဲတော့ဘူးဟူဖာကောင်းတို့ဤချော့မြူဖိတ်ခေါ်ခြင်းကိုပင်ခင်ရသည်အသိန်းလေးတို့အမတ်တညီတို့မှာကဤတို့မဟုတ်ပေအသိန်းလေးမှာအောင်ဘဤဖာပိုင်းဖြစ်သည် မတ်တညီမှာကိုမြကြီးဤဖာပိုင်းဖြစ်သည်အသိန်းလေးကိုအောင်ဘဤမရဟုရလကောင်း အောင်ပါဤကောင်းမဟု၍၎င်းခေါ်ကြသည် မတ်တရင်ကိုလည်းကိုမြာကြီးမယားဟု၍၎င်းကောင်းမဟု၍၎င်းခေါ်ကြသည်ထို့ကြောင့်တခါတရံဖာကောင်းအချင်းချင်းအရှုပ်အရှင်းဖြစ်လင်လင်ကမ်းမယားကမ်းပြဿနာတွေပေါ်လာတတ်သည်၎င်းအပြင်အခုနလိုကိုမြာကြီးကမတ်တရင်ကိုရိုက်သောကိစ္စမျိုး၌ကျွန်တော်ကမတ်တရင်ကိုတနာပြိတစုံတရာဝင်ရောက်ဆွဖက်အံငါမိမ့်မှငါရိုက်တာမင်းနဲ့ပါဆန်လို့လေဟုတ် သူကတရားဝင်စကားပြောပေးလိုက်မြင်သူ့အတွက်ကျွန်တော်ဘာမှမတန်နိုင်သူ့အမေစကားကိုဒါဖြေလိုက်ရပါသည် သူ့လိုကျွန်တော်ငွေကိုဒါထုတ်ပေးလိုက်ရပါသည်အင်ငွေကိုညမှမတ်တင်ကြီးကပြန်ဆက်လိုက်မြင်မတ်တင်ကြီးမှာကိုမြကြီးခြေပိုင်ကျွန်ပိုင်ဖြစ်နေရသည်ဘယ်ပုံပန်သည်ဤတို့ဖြစ်လာသနည်းကျွန်တော်မတ်တင်ကြီးဘွားမှန်ကိုသိကြရပါသည်အောင်မှာဖာစီကဘွားမှန်သိရတယ်လို့ပဲကွာ ဖာဆိုတာတရားမင်းရဲ့တမျိုးသူတို့ကောင်းရတာနဲ့ပြက်စီးရတဲ့အဖြစ်မျိုးရအောင်လုံးဆက်ခင်ပြောတယ်ဗျဟူဖာချန်းကျွမ်းချင်သူတို့ကပြောပေးလိမ့်မည်ကျွန်တော်မငင်းပါတိုးတော့ကျွန်တော်မတ်တင်ကိုသိရသည်မှာဒါမျိုးရိုးနေတော့ဖာတယောက်အားမိမိကိုကိုမိမိလူလယ်ကြီးလောက်၍ဖာစာလိုက်အောင်နှူးရင်နှက်ရင်အပြင်းပြေအချိန်ဆွဲမေး၍ထုံးစံအတန်းဝက်ကုံကြေကုံပြန်ဖြေခြင်းမှရတော့အသိမျိုးမဟုတ်မတ်တင်ကြီးနဲ့ကျွန်တော်မှာ ညီကဲ့သို့ခင်မင်းယင်းနီးခဲ့ကြသည်ကိုလွန်ခဲ့သောနေရာရင်းတော်မတူချေစာပိုင်ကလေးတော်ကဖော်ပြခဲ့ပြီးယခုထပ်မံ၍ဆိုရသောကျွန်တော်နှင့်အကြောင်းအားလျော်စွာတွေ့ဆုံခင်မင်းလာကြရသောမတ်ချင်းမြိုင် မတ်တင်ကြီးလှလှတန်းတန်းတို့လေးယောက်အနက်မှကျွန်တော်မတ်တင်ကြီးကိုကျေးဇူးတင်လာပါသည်မတ်တင်ကြီးသည်ကျွန်တော်အားသူတို့လိုပြည့်စုံမှမျိုးကိုဘရောမှမတော်လာရန်ဆုံးမစကားပြောကြခဲ့ပါသည်သူတို့ကိုယ်ခါရကိုမြည်တို့မြည်ပုံပြုလုပ်ထားသည် ရင်သားပြောရီကိုခွင့်လို့ကြနော်ရင်သားပြောရီကိုမာကျော်အောင်အညစ်အကြေးများတော်လင်းထားသည်မိမိကိုဘော်ကလူကို အကိုရဲ့အမောင်ရဲ့အဟင့်အဟိလုံနေရပေမဲ့စိတ်ထဲကမြည်တို့တဘောထားကြောင်းစရီတို့ကိုပြောပြပါသည်မတ်တရင်နဲ့ကျွန်တော်မှာတအူးကိုတအူးတန်တော်မေတ္တာနဲ့ချစ်ခင်ကြသည် သူကိုကျွန်တော်ကဖာဟူရဲ့တဘောမထားကိုဘွားနှစ်ကိုနေရတော့ချစ်ဆွေမာတရားဟွေတာယူစားသည် အနုမို့ကြောင့် သူစီအဲမလာချင်းကျွန်တော်လက်ဖက်ရည်ဆန်အလုပ်အားချိန်တို့၌တရေစာတစ်ခုခုဝယ်ကားနှစ်ယောက်အတူ၌စာရင်စကားလက်ဆောင်ကြလိမ့်ရှိပါသည်သူစီအဲလာနဲလင်၎င်းကျွန်တော်လက်ဖက်ရည်ဆန်မယောင်းရပါလင်၎င်းတအုပ်အတွက်သူစိတ်မကောင်းဖြစ်တတ်ကြသည် အလင်းတင်း၍မိမိတို့၏နောင်ရည်နှင့်ရှေ့ရည်ကိုပြောကြရ၌ကျွန်တော်မှာမျော်လင့်ချက်ပန်းတန်ကြီးရှိသေး၍သူတွင်ဖာကောင်းတယောက်၏ဖာပိုင်ဘဝနှင့်လမ်းဆုံးနေစေပြီတကား မတ်တင်ရီကိုကျွန်တော်လွန်ဆွတ်ပါသည်မတ်တင်ရီသည်မြဝကျုံမဒေတာရှိမြို့ငယ်လေးတစ်ခုမှရုပ်ရည်အတော်တန်ချောမောသောမင်္ဂလိဖြစ်ပါသည်ဖခင်မရှိ၍မိခင်မဆိုးမှမောင်လေးတစ်ယောက်နှင့်လက်လောက်လက်စားတဲ့ကဖြစ်သည်အသက်16နှစ်အရွယ်တွင်မိမိတို့မြို့ကန္နာပွဲရုံတွင်တက်ခိုသောရန်ကုန်ကကုံတယ်လေးမောင်ပါမြင့်နှင့်ချစ်ကြလေသည်မောင်ပါမြင့်မှာအသက်20ကျော်ရုပ်ရည်ချောမော၏ရုပ်ရှင်မင်းနာကဲ့သို့အစတိုင်ကောင်းလေသည် မတ်တကြီးမှာအချက်ဥမှုအယူအမှုချင်းမိလေသည် မောင်ဘားမြင့်မှာလဲမတ်တကြီးနဲ့ချက်ကြိုက်မိကလေးကရန်ကုန်တို့မပြန်နိုင်တော့ဘဲကုံဝေရန်ပါလာသောငွေတို့ကိုသုံးစားကနေလေသည်နောက်ဆုံး၌လက်ထပ်ခွင့်ပြုရန် မတ်တကြီးကမိခင်ကိုနားပေါက်တည်းအထိဖြစ်လာတော့၏မတ်တကြီးမိခင်မှာလဲမောင်ဘားမြင့်လိုမျိုးကြီးသားခြေရက်ကိုတဘောမတူရန်အကြောင်းမရှိသို့တော့မောင်ဘားမြင့်မိဘကညီတို့ချစ်ချေအောင်မြင်နေ ဤပြဿနာက မောင်ပမင်းကရိုးသားရှင်းလင်းစွာဖြစ်လေသည်သူမိပါသည်ရန်ကုန်မြို့ကုန်းနယ်ပိုင်းထိပ်တီးတဲကဖြစ်၍မတ်တင်ကြီးလိုတော်သူကိုဘလုံးနီးနံ့မြတဘောတူလိုက်မည်မဟုတ်ထို့ကြောင့်သူမိပါကိုအသိမပေးဘဲလက်ထပ်လိုခြင်းဖြစ်သည်ဘေးမှအတီးပေးမည်ဤအခါ၌ကိစ္စမှာခရီးလွန်ပြီးဖြစ်၍တဘောတူရန်အကြောင်းရှိသည်ဆွေမျိုးများနှင့်လည်းဝိုင်းဝန်းတောင်းပန်တိုးလျှော့မည်ရင်းတို့မှမအောင်မည်နောက်ဆုံးအချိန် အမွေဖြတ်ကြောင်ညာသည့်အထိဖြစ်ပြီးအောင်နော်မိမိမှာအင်္ဂလိပ်စာဆယ်တန်းအောင်ပြီးဖြစ်၍ဘဝလမ်းခေးကိုဘာမှပိုစရာမရှိကြောင်းဤအခြေတွင်မတ်တင်ကြီးတို့ဘက်ကခြေစမ်းမောင်ပါမြင့်လူမျိုးသားချောရင်းခစ်ဆယ်တန်းပညာတတ်ကိုရနိုင်ပြီဘာအယုံရှိတော်အန်နီသူမိဘကတဘောတူခသမီးရွှေပုံပေါ်ဆင်ရတော်မည်လူကြီးဆောင်ရနဲ့လက်ထက်လိုက်လေတော်သည်တည်တင်းတစ်ပတ်မြနေပြီးနောက် မတ်တင်ကြီးကိုရန်ကုန်မြို့သို့ခေါ်သွားလေသည်။တွားကန်ဤတွင် မောင်ပါမြင့်သည် မတ်တင်ကြီးမိခင်ကိုရှိခိုးကာယခုတုတွင်ရှိသောငွေမှဇယိတ်သာခြံ၍ကြံငွေတရအစိမ့်များကို အမဲကြီးအားကတော့ကလေးသည်။အမဲကြီးမှာတမီးကိုထဲလိုက်ရခြင်းနဲ့အီလိုတမတ်အလိမ်မှာမြို့ရခြင်းနှစ်ခုပေါင်း၍ဝမ်းနေဝမ်းသာကြီးဖြစ်ကမျက်ရည်တောက်တောက်ကြလေသည်။မောင်ပါမြင့်ကမငူပါနဲ့အမေရဲ့ကျွန်တော်တို့ဟိုရောက်လို့မိဘကိုနှုတ်နှက်ပြီး တဘောတူတဲ့အခါမှာလက်ထပ်ပြီးမင်္ဂလာဆောင်ရအောင်အမေကိုလှုပ်လှုပ်ခေါ်လိုက်မယ်။အိုးဘလို့မှပြောမရအောင်ဆိုရင်တော့ကျွန်တော်တို့ဒီမြို့ကိုချက်ချင်းပြန်လာခဲ့မှာပဲအမေရဲ့။ကောင်းပါလေသားရဲ့။အေးအေးသွားကြသွားကြ။လန်ခီမှာ ခလုံးမထီအဆုမညီပါစေနဲ့ကွယ်။ဟုတ်ကဲ့။အမေကြီးဆူတောင်းနေတိုင်းပင်လန်ခီမှာခလုံးမထီအဆုမညီပါ။ရန်ကုန်မြို့ကြီးတို့ချောမောစွာရောက်ကြပါသည်။တို့တော့ ဆက်ရောက်ပြီး300မြောက်မှဆ၍မတ်တရီမှာ မျက်ရည်ဆက်လက်နဲ့ကြေးရတ်တို့၏အတုံးတော်ခံကလေးဖြစ်ရလေသည်ဘယ်နဲ့တုန်းမြန်လာကြည်လားကောင်လေးမိပါလေတဘောမတူပဲချက်ချင်းကြီးခွဲပြစ်လိုက်တာနဲ့လူမတမာတွေနဲ့တွေ့လို့လားမဟုတ်ပါမဟုတ်ပါဒီကောင်လေးမှာမိဘဆိုလို့မမေရရမရှိပါအင်္ဂလိပ်စာဆယ်တန်းဆိုတာလဲဝေးလို့သူ့နာမည်ကလည်းမောင်ပါမြင့်မဟုတ်ပါရန်ကုန်မြို့ထိပ်တီးလူမကြီးကြီးစားတဲ့ဘက်အောင်လာဖြစ်၏ အောင်လာရဲ့အလုံးမှာတထေးသားအဖြစ်နဲ့၎င်းရုံးကခွင့်ယူလာသောဝင်ထောက်အဖြစ်နဲ့၎င်းဂုံတွယ်လာသောဂုံတွယ်အဖြစ်နဲ့၎င်းကျေးလက်ဒေတာတို့ထွက်ကမင်္ဂလိများကိုတွေးဆောင်ခေါ်ငင်ရသည်ပြန်လာသောအခါ၌ပါလာသောမင်္ဂလိကို သူ့ဆရာကြီးလက်သို့အပ်ရသည်ဆရာကြီးမှာရာဇဝတ်မှုတွေတိုင်းတိပြည်တိကျွလွန်နေသည်ဖြစ်၍ဤပြမှုတွေကလွတ်ရန်သက်ဆိုင်ရာအရာရှိကြီးငယ်တွေကိုညာနှင့်လက်ထိုးရသည် ကဲမိတ်ဆွေမတ်တင်ကြီးလာရောက်ရာဘွားကိုသိရလိမ့်ပြီနာမည်ကျော်လူမကြီးလက်ထက်မှာအီမင်းကလေးမျိုးတွေအများကြီးရှိသည် သူ့လက်အောက်မှာဖာကောင်အထင်းအင်းနှင့်နေရသည်ဆရာကြီးအမင်းအယအရာရှိကြီးငယ်တွေကိုအသုံးတော်ခံရသည်ဆရာကြီးဘန္နာတော်အတွက် ကြေးရက်တွေကိုအသုံးတော်ခံရသည် မတ်တင်ကြီးမှာ6လမြမျက်ရည်ကြာပြီးနောက်ရန်ကုန်လူမိုက်ကွန်ရမမလွတ်နိုင်တဲ့အတူတူပူနေလို့လည်းအပေါ်ပဲ ဖြစ်ရာဘဝမှာယဉ်စီခံတော့မည်ဟုအာတင်းပြလိုက်ရလေသည် စိတ်အားကိုတင်ပြရပါ၏သို့သောလူကိုယ်ကာယမှာသင်္ခါရတဘောတရားအရာတင်း၍မရကာမအလုတ်ကိုလည်းလူကိုယ်မှာလိုဒီထက်လွန်ကဲ၍အတုံးအဖျုံးခံရသည်ဖြင့်အကြမြန်လေသည်တနည်းရှိပြီဆိုလည်းမယ်ထိုလူမှကြီးလက်ထက်မှာဂုံတရေရှိအရာရှိကြီးတွေကိုအတုံးတော်ခံရ၎င်းငွေများများပေးနိုင်သောခြေရက်တွေရဲ့အကြိုက်ကိုဖြစ်ရန်၎င်း မသင့်လျော်တော့တဲ့ဖြင့်ဒုတိယတန်းစားဖာကောင်းလက်ထဲတို့အယောင်းခံလဲရလေသည်အီမစပြီးကမတ်တင်ကြီးဤဘဝခီးစဉ်ကိုအကျယ်ဖော်ပြစရာမလိုတော့ပြီဒုတိယတန်းမှတတိယတန်းတတိယတန်းမှသတုတ္တရတန်းစသဖြင့်နန်းနန်းနတ်ပုံအဆင့်ဆင့်ကဆန်းလာမျိုးကိုမိတ်ဆွေတိရှိပါရှိပြီယခုအချိန်ကိုမြကြီးလက်ထဲရောက်နေ၍ကျွန်တော်နှင့်တီကျွမ်းရသောအခါကိုကမိတ်ဆွေတဘောအရဆက်ထမအရမ်းမဲခေါ်ခေါ် အထမအရမ်းမဲ့ခေါ်ခေါ်တို့တော့ရှေ့တစ်ထစ်မက်ထရစ်ဆိုတာတော့မရှိနိုင်တော့ပါဘီသူ့ဘဝလမ်းစုံကန်းတိုင်းနေပါဘီအဆုံးဆုံးတော့နံပါတ်ကိုရောက်နေပါဘီယခုသူရောက်နေတော့ဌာနမှာဖာတန်ငိုင်းငုံဟုခေါ်ပါသည်အီမာ35ကျန်တော့တုတ်တန်တို့ကြွားဖို့တာရှိပါတော့သည်မိတ်ဆွေမှတ်မိလားအောင်ပအင်ကအဲ့ရတဲ့လဲနေတဲ့အသိန်းကလေးဆိုတာလေအေးမတ်တင်ကြီးလဲ တနေ့မှာဒီလိုယောဂာနဲ့ဒီလိုပဲလဲမှာပဲဒီတော့ကိုမြာကြီးကလည်းအောင်ပလို့ပဲဟဲ့ကောင်မနင့်ဟာနာတာကိုအောင်ခံစမ်းအဲ့ဒါတွေလာနေတော့နင့်အတံမထွက်စင်းနဲ့လို့ပြောမှာပဲဒီကုန်းမော်ကလူတွေကဟေ့အများကြီးတင်ကြီးဘယ်နဲ့လဲဟေ့ဟုမေးလင်ဟာတောက်ကမြင်းမှာသေးမှာပါပဲဟူရိပ်ပြန်ပြောမှာပဲဤအဖြစ်ကိုကြားရတော့မေးတဲ့သူကလည်းဝမ်းသာမှာပါပဲဟော ဤပြဿနာပြန်ရောက်လာပြန်ပြီလူသေးမှာကိုအဘဲအကြောင်းဝမ်းသာပါသည်။ဤကံဆုံးမမျိုးလေးတွေဤဘဝဆုံးမျိုးကလွတ်သွားတာမဟုတ်လား။မဟုတ်ပါ မဟုတ်ပါလုံးဝမဟုတ်ပါ။တို့ဒီတဘောတရားမျိုးနည်းနည်းမှထဲ့ပြီးစဉ်းစားတယ်မဟုတ်ပါ။သူတို့အတွက်အာဝါရီပွဲကြီးကျင်းပရမည်ဖြစ်တော့ကြောင်းပါခင်ဗျာ။အစကဖော်ပြခဲ့သည့်အတိုင်းညကပတ်စံအရာနေ၍ဖဲရှုံးလာတော့ကိုမြကြီးက မတ်တရင်ကိုရိုင်းနှက်သောနေ့ညနေမှာပဲအတိန်ကလေးတည်ဆုံးလေသည်သူတို့ဂုံးတစ်ခုလုံးအုံအုံကြွကြွဖြစ်လေပြီ လူနာမေးဆို၍အရေးတယူဘရုမမလာခဲ့တော့ဖာအိမ်စုံမှာ လူတွေစီးလေပြီဈေးဘဝကကုညရန်ဆို၍လုံလုံမစင်းစားခဲ့တော့လူနာဤမသားပွဲမှာတညာကို၅ချက်၁၀ပေးရတော့အောက်လင်းတံမေးကြီးတွေငားလေပြီအဘဲကြောင့်ဟုမူကဖဲဝါများကျင်းပါရမည်ဖြစ်သောကြောင့်ဒီတို့ခေကရန်ကုန်ထုံးစံကိုမိတ်ဆွေတိထားပါ မသားဖြစ်လင်ခொနည်းတတိဖဲရိုက်နိုင်ခွင့်ရှိသည်ကဲယခုညကစပြီးတကလာ အောင်ပအိမ်မှာဝိုင်းကြီးဝန်ကောင်းများလက်ခံရတော်မူအောင်ပကန်ထသည်ဟုခေါ်ရမည် အောင်ပသာမဟုတ်ပါသူတို့ဂုံးတစ်ခုလုံးမှာညဖဲရိုက်လာမည်လူတွေအတွက်ချက်အရက်ရောင်းလူများကများများပို့ယူထားသည်ဖာကောင်းဖာဆွဲတွေကအခြားအကွက်ကဖာတွေကိုပင်ဖြည့်ဆွဲဖိတ်ခေါ်ထားသည် ကျွန်တော်လည်း ယနေ့ညနေနိုကလားပြန်သွားမှအသင်ကလေးဆုံးသည်ဖြစ်၍နိုအိုးကိုပါနေပဲမများထိုးရတော့သည် ရင်းညာ၌မတ်တင်ရီတို့မတ်ကျင်းများတို့လှလှတို့တန်းတန်းတို့သည်အတော်ဟန်လေသည်ဒါတောင်ပထမညမှုအဆိုင်မပါသေးလို့ရက်ဝေးလူတဲ့မကြပါနောက်တနေ့နနက်၌ဤကုန်းအဆုအုံမှလူကြီးလောက်သူတို့သည်အရထက်ထွက်ကသူတို့ထုံးစံအတိုင်းပတ်စံရှိသောအိမ်များကိုလာ၍အလူခံလေသည် ကဲအရက်ထဲတော့ဒီလိုဖြစ်ပြန်ပြီဆရာကြီးအင်ကဘယ်၍ဗမျာတော့ထဲခဲ့ပါဒါမှအတိမတာချပြစ်တော့မယ်စင်စဲဧကအေကအေနီယာတွင်မတာဖြစ်ပါကယတနာပင်ပေါချင်းဖြစ်သည်ဤအလူခံသောလူစုမှာအစင်တင့်လင်အချားကဒေဂာနီလူနာကိုတောင်ယူလာကမတာချဝဲကျင်းပါတို့များဖြစ်သည်ရှင်တို့အလူခံရသောငွေနှင့်ဤဖာမတာကိုကနဖြင်းကြီးထိုးလိုက်သည် ရန်ကုန်တွင်နာမည်ကျော်စိန်သွက်စိန်နွယ်ဆိုင်ကိုဆရံပေးခေါ်သည်ခေါင်းကိုအကျွေးယူကဘုံကြီးချောင်းကမသားကလေးနဲ့အလောင်းကိုကြာကြာနာနာပြင်ဆင်သည်အနေလိုမသားတခုအရင်ဖြူဖြိကနဖြင်းမန်းတက်ကြီးနဲ့အောက်လင်းတံမင်းကြီးတွေနဲ့စိန်စီရွှေချငကရုတ်တက်တဲ့ပတ်လုံးပတ်ဝိုင်းမောင်းဆိုင်အစုံနဲ့ဧကဧကအိနီယာဣဒေတတွင်ဤတို့စုမိပြီးဆိုပါကဤလူစုအဖို့ရေသနာမှုတွန်းဖြိုးရွာတွန်းခြင်းပင်ဖြစ်ပေတော်သည် ညအချိန်ဆိုင်းဝိုင်းကမြိုင်းမြိုင်းဆန်ဆန်ကြီးလက်တံပြောင်းလိုက်တော့ဟာမသာပဲဟေးဟုဆိုပြီးကြားရအရက်ကလာလိုက်တဲ့ဖဲသမားတွေကန္နဖြင်းအောင်မှာကြိတ်ကြိတ်တို့ကြတော့သည်အเจ้าမှာအီခိအီခါသည် လာကစားများ လူရိုးလူကောင်းများချက်တဲ၍ဇဘိုးတခိုးလူလိန်လူလန်များလက်ထက်တွင်ငွေကြေးရွှင်တော်ကြောင့်သည်ထိန်ထိန်ညင်းနေသော အောက်လင်းတံပီယာအောင်မှာ ပိုကာဝိုင်းကိုမီဝိုင်းဘန်းလက်ဝိုင်းကတ်ဝိုင်းအောင်ပါနဲ့ဤမသာအမှုဖြူတော်လူတစုကအကောက်ကိုမလစ်ဟင်းရအောင်ဂယုပြကြ၏ဟေးအကောက်တော်မမှန်ထက်ကြပါကွာဒီကောင်မလေးမသာလှပတော့ရအောင်ငါတို့စီမံရတာခေါင်းဘူးပြရအောင်မနဲ့မသာမြင့်လက်ကနဲ့ဆိုင်းဝိုင်းကနဲ့ဓာမီဘူးနဲ့ရက်လက်စွမ်းတက်ရအောင်မနဲ့ဟုတ်ကဲ့သုံးစရာတွေအဝဝရှိပါသည်တော်တော်မပူနဲ့ ဖူလုံယုံမကနောက်ဆုံး၌မတာရှင်အောင်ဘနှင့်အမှုပြုသည့်လူကြီးတစုပင်ရှယ်ယာခွဲယူကြရပါအောင်မည်။ခொနရတိတိနေရောညပါကစားဝိုင်းတွေဖွင့်ရတာနဲ့သလား။တဝိုင်းတဝိုင်းမှာအလောင်းအစား1900ရှိသည်။1900ဆိုပေမဲ့ဂျပန်ငွေမှုအလကားပါဟုအထင်မသေးနဲ့1943ခုနှစ်လဖဲ့တို့ကသမတ်ကူဝါ secret 20ဝင်းတပုတ်တစ်ချက်တရားခါ ဖဲဓမားတွေကလည်းဘလောက်ရက်ရောပျော်ရွှင်ကြသနည်းမိမိအိမ်မှာဖဲရောထပြီးဆိုရင်ငွေ20မျိုးအစိတ်မျိုးကိုဆိုင်းဝန်းကိုပြစ်ပေးကကဲဟောဒီမှာဥဟဝါကရွာသားကြီးဥစိန်နဲ့ကိုစုတော်ငွေတဲ့ဗျဒီအခါမှာနောက်ထနှစ်ယောက်ကဝါလက်ကိုဟပြဲကြီးတွေနဲ့ထပြီးကျွန်တော်တို့ရွာသားကြီးဥစိန်နဲ့ကိုစုတော်ငွေချတဲ့ဥဟဝါမှာရခုအကအမျက်နဲ့ထတ်ထိုးတော့လက်နဲ့ကိုယ်ကြီးဖြစ်လို့မစတဲ့ဘုံနိုင်ပါစေဗျာဆိုပြီး မြိုင်မြိုင်ဆန်ဆန်အစိုးအသေးနဲ့စုချတို့ဥဟဝါကိုခုံပြုလေသည်ရင်းအခါမှာဖဲဓမားတွေဟာအရက်ကလည်းမူးအလွန်ပင်အုံမြူးလို့သူ့ထံကအပြိုင်နိုင်လင်နိုင်တယ်လို့စုချပြီး ဆိုင်းဝိုင်းတွေကမိမိနာမည်ကိုထုတ်ဖော်ခြင်းဂုံကိုခံယူလေသည်ဆိုင်းဝိုင်းလာပြီးနားထောင်တဲ့လူတွေပတ်စံလေးအနေအချင်းနဲ့နဘေးကလာပွတ်တဲ့လူတွေကလည်းပျော်တပြုံးပြုံးပေါ့ဗျာမော်ဟင်းကစက်သားကျော်၅ကျော်လာရောက်တဲ့ညာသေးတယ်တွေလည်းရှိသေးတယ် တကယ်ပွဲကြီးပွဲကောင်းပါခင်ဗျာဤသို့သုံးရက်မြောက်သောအခါမှာ မသားကိုချပလိုက်သည် နောက်ထပ်၄ရက်ဆက်၍ပွဲတော်ကြီးကိုကျင်းပသည်၇ရက်မြောက်၌တပိတ်တော်သည် တပိတ်တော်သောသူတို့အင်မတန်ဝါသနာပါသည် ပါမှာပေါ့ဘုံကြီးစွန်းနှစ်ပွဲစာလောက်ပင့်ပြီးသူတို့ဂုံးတစ်ခုလုံးတယုံယုံတောင်းအောင်အောင်နဲ့ထမင်းကောင်းဟင်းကောင်းတွေစားရတကူကဲအသိန်းလေးဇလန်းတော်ဆုံးငန်းတိုင်တော်ပြီ သူ့မသားလေးကိုအကြောင်းပြုပြီး ညီသူတွေမြည်မြပြောလိုက်ပါလိုက် စားလိုက်တောက်လိုက်ကြသည်။နောက်ဆုံးပိုင်းမှာဘုံကြီးများပင်ပါလာသည့်ကိုမိတ်ဆွေသတိပြုပါ။အေးရသည်အသိန်းကလေးရဲ့ခန္ဓာကိုယ်ကိုညီတို့ချသောအစီအစဉ်များရှိသည်။သူ့ခန္ဓာကိုယ်တွင် သူ့ဝိညာဉ်နှင့်ကာမကိရိတာအတွေ့အသားတွေစုပြိုးနေစဉ်အချိန်များတုန်းကတွင်ကဘယ်သူတွေဘလို့စားခဲ့ကြသည်နည်း။အသိန်းကလေး၏နောက်ကျောင်းဇလံကိုဖွင့်ရန်ရှိသည်။သို့တော်မလို့ပါ။ ျွန်တော်တို့တည်ပြီးဖြစ်သောမတ်တင်စီဘဝလမ်းစဉ်ကိုအစားတွင်းခြင်းဖြင့်ကျွန်တော်တို့လူရကိုကြောင်းနိုင်ပါသည်ကဲမတ်တင်စီရဲ့လာရခီးကိုပြန်ကြည့်ကြစို့မောင်ပါမြင့်အမိခံအောင်လှနဲ့ရန်ကုန်သို့ရောက်ပြီးသုံးရက်မြောက်မှစ၍အရာရှိကြီးငယ်တို့နှင့်ခြေရက်တို့၏အသုံးတော်ကိုခံရသည်ဤနည်းဖြင့်လူမကြီးလက်ထဲမှတနစ်ကျော်ကြားခဲ့သည် တနေ့မှနားခဲ့ရမည်မဟုတ်ဒုနဒုတိယဒန်းစားဖာကောင်းလက်ထဲမှ ဘုံအဆင့်ဆန့်ဆင်းငယ်ကယခု ဖာတညံကုန်းဆန်နတ်ထင်းကုမာကြီးလက်ထဲဒေါတော်တိဖာသက်ခုနှစ်နှစ်ရှိခဲ့ခြင်းပြီအီခုနှစ်နှစ်မှာလူရန်စာအမျိုးမျိုးဥယျာဉ်မြေမြကို အချိန်မြေမြကာမဆန္ဒဖျော်ဖြေခဲ့ရပါမည်နီမြေမြလာတော့ဖာကောင်းဖာဆွေဖာကျုံတို့ကို ထမင်းကြွေးခဲ့ရပါသည်ဒေါကသူ့မိခင်ကြီးက၁၆နှစ်တတိကျွေးမွေးတုတ်တင်လှုပ်လိုက်တဲ့ဒုက္ခနာကိုအတွေးသားလေးတွေကို ဝိုင်းဝန်းပြီးစားလိုက်တောက်လိုက်ကြတာအခုအခါမှာဆိုရင်ခက်ရရဲပဲကျွန်တော်တို့နောက်များမကြမီအသိန်းကလေးဤတွားရလမ်းကိုလိုက်ရတော့မီဤအခါတွင်ဤအသိဉာဏ်သားတွေသည် အသိန်းကလေးမသားမာတော့ငါကဲ့သို့ပင်တရိတ်ဆန်ထက်လိန်မာတော့လူများပြီပြီရားဓမြအခွင့်အရေးကိုလက်မလွတ်စေပဲတန်နိုင်ဓမြစားလိုက်တောက်လိုက်ပျော်လိုက်ပါလိုက်ကြအောင်မီဖြစ်ပါတည်းမတ်တင်ကိုကျွန်တော်လမ်းပါသည်မတ်တင်ဤ1946ခုနှစ် ကျွန်တော်အထက်ဗမာပြည်တို့ရောက်ခိုက်အနှိမ့်စာရောက်တာပါသည်မတ်တရင်သည်တောမြို့လေးတစ်ခုမှရုပ်ရည်အတော်တန်ချောမွလာပါသောဆင်းရဲသူကလေးဖြစ်ပါသည်ဒေါ်ရာဆွေအားလုံးကျေးဇူးများအတင်ပါတယ်ခင်ဗျာအားလုံးပဲဘေးကင်းကြပါစေခင်ဗျာအဆအဆအရာလည်းရေယူဆိုင်ကြပါခင်ဗျာ